မန်စီးတီးအသင်းကိုဘောလုံးမရှိတဲ့အချိန်ရောဘောလုံးရှိတဲ့အချိန်ရော လုံးဝမရှင်နိုင်ခဲ့ပဲဂိုးပြတ်ရှုံးနေခဲ့တဲ့လီဗာပူး Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးနဲ့ကျူတူပါရကျွန်တော်ကိုခမမန်စီးတီးနဲ့လီဗာပူးတို့ရဲ့ပွဲပြီး30ချက် full time review ကိုလုပ်ပေးသွားကြပါတယ်မန်စီးတီးအနေနဲ့လီဗာပူးတင်းကိုအကောင်းဆုံး view ဟာကြက်ကြက်ကစားခဲ့ပြီး ကစားသမားတဦးချင်းတယောက်ချင်းစီဂျားထဲမှာလဲစိတ်တက်ကော playing style ဟောတာလွန်ကောင်းမွန်ပြီးတော့ခြေပြက်ကူးပြက်အနိုင်ရသွားခဲ့တယ်လို့ပဲပြောရမှာပါပြီးခဲ့တော့ဘောလုံးရသည်ကလီဗာပူးအနေနဲ့ဒီနှစ်ဘောလုံးရသည်ဘယ်ရောက်သွားတယ်လို့မေးယူရမယ့်ခြေသွမ်းမျိုးကိုလီဗာပူးတင်းဟာကစားသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မြင်တော့လီဗာပူးရဲ့ high pressing နေလက်ရှိချိန်ထိကောင်းတော့မယ် corner bradley တောက်လျှောက်သူ့ရဲ့ right side ကနေ ဂျာမီဒိုကူကိုထိန်းလို့မလွယ်ဘူးဆိုရင်ပဲ high press လုပ်တဲ့အပိုင်းမှာတော့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအတိုင်းပဲအာနာစတော့ပြောသလိုအကောင်းဆုံး high press လုပ်နိုင်တယ်တချို့တော့ကစားသမားတွေလည်း high press လုပ်နိုင်တယ်ဘောလုံးပြန်ရသွားတဲ့အခြေအနေမျိုးတွေကျွန်တော်မြင်ရတယ် viewer ဘိုင်းကရွှေ့ဝင်မှုမရှိဘူးဆိုပေမဲ့လည်းအဲ့ဒီ viewer ဘိုင်းမှာ light ပါစီးမျောမဲ့ကစားသမားတွေသည်ရွှေ့ဝင်မှု တော်တော်ကြီးမားခဲ့တယ်အဲ့အတွက်ကြောင့်မယ် Liverpool တင်းဟာ မန်သာရှိပြီးတော့တကယ်ကစားတဲ့အခြေအနေမျိုးမှာမက်ဆီဒီအသင်းရဲ့စိုးမိုးချယ်လေကစားခြင်းကိုခံခဲ့ရတယ်။မက်ဆီဒီကလိုအပ်တဲ့တွင်ကိုပမာဏရပြီးသွားတဲ့အချိန်မှာသူတို့ထပ်ပြီးတော့တန်ပိုမတင်တော့ဘဲနဲ့ပွဲကိုထိမ့်ပြီးကစားသွားခဲ့လို့သာတချို့သောတွင်ကိုတွေထပ်ပြီးမမြင်ခဲ့ရတာ။ဒါပေမဲ့လီဗာပူးကလည်းကန်ဆိုးတယ်ဗျ။လီဗာပူးရမယ့်ဂိုးတွေအနည်းဆက်ဆုံးအခြေအနေရှိခဲ့ပေမဲ့မဟာမက်ဆာလာတချို့သောဖြုံးတီးမှုတွေရှိခဲ့တယ်လို့ကိုရီဂပ်ပူရဲ့ ဂိုးသမားမရှိတဲ့ဂိုးဘောင်မိုးဘောထောင်ကန်တဲ့ဂိုးမျိုးရေလည်းရှိခဲ့တယ်အဲ့တော့ကွင်းလက်တိုင်းရဲ့တချို့သောသုံးဖြတ်ချက်တွေက controversial တွေတော့ဖြစ်ခဲ့တယ်ဒါပေမဲ့ဒိုင်ရဲ့ decision တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့အခြေအလေတော့တိတ်မဆွေးနွေးခြင်း professional ချင်းမတူဘူးဗျဒါဒိုင်တရားက professional ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေကတော့ controversial ဆိုတဲ့စကားပဲတုံးလို့ရမယ်အဲ့တော့ဒီ controversial ဖြစ်ရတဲ့ကလီဗာပူးတို့အမတက်အမတန်ကိုနစ်နာစေခဲ့ပါတယ် ို့တော့အဲ့ဒီအပိုင်းကိုဖယ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီထဲမှာပြောခဲ့သလိုမျိုးပဲမက်ဆီဒီအသင်းဒီ viewer ကြက်ကြနဲ့ player တဦးတယောက်ချင်းစီရဲ့ UE ချက်နဲ့ခံယူချက်ကိုဟာပြက်ပြက်တသားအသာစီရနေခဲ့တယ်။အဲ့အတွက်ကြောင့်ပွဲချိန်အများစုမှာ goal attempts တွေကို shot on target တွေကိုမက်ဆီဒီကပဲတောက်လျှောက်အသာစီရနေတာဖြစ်ပါတယ်။ Shot Liverpool ပဲပြန်လှည့်လိုက်အောင် Liverpool ဒီခုနကကျွန်တော်ပြောသလိုမျိုးဘောလုံးမရှိတဲ့အချိန်မှာ အသွန်ခွန်ဆိုင်တဲ့ hyper speed တဲ့ပုံတွေကောင်းတယ်ဆိုပေမဲ့အဲ့ဒီဘောလုံးကိုပြန်ရတဲ့အချိန်ချက်ချင်းဆိုသလိုဂိုးသွင်းဖို့ situation တွေမှာ ကစားနေတဲ့ကစားသမားတွေဒီပြီးခဲ့တဲ့ဘောလုံးရသည်တုန်းကလည်းမျိုးအာခေါင်းပေါင်းတဲ့အချိန်တွေမျိုးလုံးဝလုံးဝမရှိတော့ပါဘူး ပိုဆိုးသွားတာကဂိုရဖို့အတွက်အားကိုးလို့ရတဲ့တူးတဲ့တော့ကစားသမားဖြစ်တဲ့ဟူဂိုအီကီတီကီဒီနေ့ပွဲတွင်ခြေစွမ်းလုံးဝမပြနိုင်တယ်လို့ပြိုင်ဘက်နောက်ခံကစားသမား၂ယောက်ဖြစ်တဲ့ရူဘင်ဒီးယက်စ်နဲ့ယော့စကိုကာဗယ်ဒီယိုရဲ့ထိမ့်ချုပ်ချယ်လေခြင်းကိုခံခဲ့ရတယ်အဲ့အတွက်ကြောင့်လီဗာပူးရဲ့တိုက်စစ်ကလုံးဝအသက်မဲ့သွားတယ်။ Florian Wiss ရဲ့တူးချင်းထိုးပေါင်းမှုတချို့သာကျွန်တော်တို့မြင်ခဲ့ရတယ်။ဒါပေမဲ့တစ်ဖက်မှာ Mosala ကတော့ Aurelie ရဲ့ထိန်းချုပ်မှုအောက်မှာ ပွဲချိန်အများစုထောက်လျှောက်နေမျောသွားခဲ့တယ်။အဲ့တော့ Connor Bradley တို့ Queen Lane က Dominic တို့เนาะ RGB McAllister ဘလောက်ပဲလှုပ်အားနှုံးကောင်းကောင်းနဲ့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအတိုင်းလီးပြားပြောထားတဲ့ instruction အတိုင်းတသွေမတိန်နားထောင်ပြီးစူးစားပါစေအောင် pressing ပေးပါစေအောင်ဒီဘောလုံးတွေကိုဂိုးဖြစ်ပြောင်းလဲနိုင်မဲ့ကစားသမားတွေမှာလိုအပ်ချက်အများကြီးရှိခဲ့တယ်။အဲ့ဒီရှေ့တိုက်စစ်မြားအုပ်ဂျွန်ကြီးကတောက်လျှောက်ကိုလိုအပ်ချက်ရှိခဲ့တာပါ။အဲ့တို့ကြောင့်ကျွန်တော်မြင်ရသလား လူချိုရဲ့နေရာကိုလီဗာပူးသည်လုံးဝအစားမထိုးနိုင်ခဲ့ပါဘူးဖလော်ရီယန်ဗစ်ကိုရည်ရွယ်ပြီးခေါ်ခဲ့ပေမဲ့ဗစ်က ထင်သလိုဖြစ်မလာခဲ့ဘူးနံပါတ်10နေရာမှာပဲပူကောင်းတဲ့ကစားသမားအဝင်လာဖို့လေကျွန်တော်အချိန်တိုင်းတာတစ်ခုထိထပ်ပေးရအောင်မယ်အဲ့တော့ပြီးခဲ့တဲ့ဘောလုံးရာသီမှာခြေတော်မိုက်မဆိုးခဲ့တဲ့ကိုဒီဂက်ဘိုကလည်းလောက်လောက်လာလာ လူချိုရဲ့နေရာကိုအစားထိုးမဖြေရှင်းပေးနိုင်ဘူး လူချိုဘိုင်မင်းတို့မှရေးလဲကျန်းတယ်အဲ့တော့လူချိုယော့သွားတဲ့ left wing တနေရာနဲ့တစ်ဖက်ကမိုဆာလာမဟုတ်တော့တော့မိုဆာလာရဲ့ right wing တနေရာအဲ့ဒီ wing တွေနှစ်ဖက်လုံးကသွားပြီလေဒါမိုဆာလာကိုမြင်ရတာကျွန်တော်ဒါမိုဆာလာလုံးဝမဟုတ်တော့တိုးတော့မိုဆာလာကိုလုံးဝကျွန်တော်အပြစ်တင်လို့မရအောင်နော်သူ့ရဲ့အသက်အရွယ်နဲ့ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆွမ်းဆောင်ပြသွားခဲ့တာကလုံးဝမဖြစ်နိုင်တဲ့အခြေအနေမျိုးဆွမ်းဆောင်ပြသွားခဲ့တာပြီးခဲ့တဲ့ဘောလုံးရာသီတွေကကြာတင်ပြီဒါမဲ့ဒီနှစ်မှသူပြန်ကြတာအဲ့တော့ liverpool ကအကြောင်းဆုံးတိုက်ဆိုင်သွားပြီးတော့ စားသမားတွေအံမဝင်တာကောအသေးမအထိုင်ကစားသမားတွေကြသွားတာရောအဲ့တော့မန်ရှိပြီးတော့တကယ်တည်းအဲ့ဒီမန်တိုင်းလိုက်လုံနိုင်တဲ့အဲ့လိုတချို့တော့ ability တွေကျွန်တော်မတွေ့ရတော့ဘူးဗျအဲ့တော့ကြောင့်မစီးတီးဒီပွင့်လင်းပြောတော့ဒီပွဲတင်ကိုသူတို့တက်တောင့်တက်တာနဲ့ကို EC ကစားသွားနိုင်ခဲ့တယ်လို့ပဲပြောရမှာပါအဲ့တော့မစီးတီးရဲ့ position နဲ့ play ပေါ့အဲ့တော့ position နဲ့ rotation ကတော့ Pep Guardiola လာတောက်လျှောက်လုံနေတော့မယ်အဲ့သူ့ရဲ့ဘောလုံးထိန်းချုပ်ထားတဲ့အချိန်မှာ ဘလုံးပြန်ပေးလိုက်ရတာတော့ရှိတယ်ဒါပေမဲ့လည်းကျွန်တော်ရှင်းမှလည်းဆွေးနွေးပြီးသွားပြီပြန်မဲ့အဓိကကစားသမားတွေရဲ့လင်မြန်မှုစူးစမ်းအထောက်မှုတွေမလုံလောက်တဲ့အတွက်ကြောင့်ဒီလိုမျိုးဘလုံးဆုံးရှုံးသွားတဲ့အချိန် counter attack situation တွေမှာအရင်ပြဿနာမရှိခဲ့ဘူးအဲ့တော့သူတို့တည်ထားတဲ့ပုံစံကိုကြည့်မယ်ဆိုရင် နောက်မှာ CB ကစားသမား၂ယောက်ပဲထားပြီးတော့ရှင်းမှအကုန် position နဲ့ rotation လုပ်တယ်မာတီယန်ယူနက်စ်နဲ့တစ်ဖက်က Aurelia wing back တွေအဖြစ်ရန်ဖန်ကပုံပေါ်သွားပြီး half space တွေမှာ ဒိုကူရဲ့ရှာကီတို့ကနေရာယူခဲ့တယ်။ဒီလိုပုံစံမျိုးလေးဖြစ်သွားလိမ့်မယ်။အဲ့တော့ဒိုကူတို့ရှာကီတို့ဒီဒီ half space တခြားတောက်လျှောက်ရှစ်တက်နောက်စဉ်ပုံမှန်လုပ်ပေးခဲ့တယ်။အဓိကဂိုးသွင်းလို့ကောင်းမဲ့နေရာတွေကိုကြက်တဲစီခဲ့တယ်။ဒါတပိုင်းပေါ့နော်။ဒီမာတီးယန်နျူနက်စ်နဲ့တပတ်ကအိုရယ်လီကတော့ဒီရှစ်ထိတောက်လျှောက်တက်ပြီးတော့ cross ball တွေပြီးတဲ့ပုံစံမျိုးတွေမြင်တွေ့ခဲ့ရတယ်။အဲ့တော့ကြဒီဝင်းဘက်ကစားသမား၂ယောက်ရဲ့လှုပ်အားနှုန်းဒီအတော်လေးအခေအားကျခဲ့တယ်။ central တို့မှာကြည့်မယ်ဆိုရင်လေကျွန်တော်နီကိုကွန်ဇလက်စ်က အလဲမှာထိုင်ပြီးတော့ FIFO Dan နဲ့ Banaru Siva က free roll ပုံစံမျိုးနဲ့ကစားသွားတယ်အဲ့တော့သူတို့တွေကလွတ်လပ်တယ်ဗျနေရာသူလိုက်ဖြည့်ပြီးပြီးတော့ကစားယုံမယ်အာလင်ဟန်လန်းတော်မှရှေ့မှာတောက်လျှောက်တည်မနေဘူးဆိုတော့ out of position တွေမှာ Pep Guardiola အနေနဲ့ပြီးခဲ့တော့ဘောလုံးရသည်ဒီတုန်းကထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ movement တွေကိုကျွန်တော်တွေးခဲ့ရပါတယ်အဲ့တော့ကြောင့်ဒီပွဲစဉ်မှာတော့ဘယ်လိုပြောမလဲ Liverpool တင်ရှုံးတင်ရှုံးထိုက်တယ်လို့ပဲပြောရမှာပါခင်ဗျကျွန်တော်တို့မှန်းချက်နဲ့နှံထွက်မကြိုက်ခဲ့တဲ့ပွဲတင်တဲ့ပွဲပေါ့နော် โอเคအဲ့တော့ကျွန်တော်ပွဲချိန်အတွင်း key moments လေးတွေကိုအနည်းငယ်ပြန်လဲဆွေးနွေးကြည့်အောင်17မိနစ်မှာ penalty ပေးလိုက်ရတယ်ဒီ penalty က Bradley နဲ့ RGB တို့ရဲ့နားလည်မှုအမားကနေတစင်ဒိုကူကရသွားတယ်ဒီနေ့တပွဲလုံးတောက်လျှောက်ခြေသွမ်းပြနေတာဒိုကူယူအောင်ကောင်းတာဒိုကူဒီနေ့ပွဲယူအောင်ကောင်းတယ်ဆိုတာအဲ့ဒါကိုပြောတာထားပါအဲ့တော့ဒိုကူရသွားတဲ့အချိန်မှာဒိုကူတစ်ချက်ပတ်လိုက်တယ်မမာတာရှက်ဖလီနဲ့ထီယုံဆိုတာလေးပဲ မတော်တဆထိသွားတာဒါပေမဲ့ထိအောင်ရှက်ထိသွားတဲ့ပုံစံကိုကိုယ့်လက်တိုင်ကတော့ VAR ပြန်ကြည့်ပြီး penalty ဖြစ်သတ်မှတ်ပေးခဲ့တယ်ဒီဘောလုံးဆိုရင်လည်းဒါ controversial ပဲပေါ့နော် now penalty အားလင်းဟာလန်ကန်ခွေရခဲ့တယ်ညာကန်ညာဘောက်ကန်တယ်မမာရာရှက်ဗလီ အကောင်းဆုံးကောက်ခွေသွားခဲ့တယ် now minute 30မှာမာဒီယန်နူနက်စ်ရဲ့ cross ball ပေါ့နော်ဟာလန်နဲ့ဤဘူးတို့ရှင်တိုက်ဒါပေမဲ့အဲ့ဒီ area ball ကို မရှင်နိုင်ခဲ့ပဲဟာလန်ရဲ့ခေါင်းတိုက်ချက်ဂိုးဝင်သွားတယ်ဒါပထမဆုံးဂိုးရသွားခဲ့တာပေါ့ကျွန်တော်38မိနစ်မှာဗာဂျီရဲ့ခေါင်းတိုက်ချက်ကရောဘတ်ဆင် offside ဖြစ်နေခဲ့တယ်နော်ကျွန်တော်နောက်ထပ်48မိနစ်မှာတော့နီကိုကွန်ဇလက်ရဲ့အဝေးကန်ချက်ဗာဂျီနဲ့ deflect ဖြစ်ပြီးတော့ဒုတိယမြောက်ကိုထပ်ပြီးခဲ့ရတယ်ပထမအိမ်မှာဒူးစီးပြတ်သွားပြီကျွန်တော်နောက်ဆုံးဂိုးတော့63မိနစ်မှာ counter attack ကနေ liverpool တက်ရဂိုးပေးလိုက်ရတယ်ခံစစ်အစ်စ်မဖြစ်သေးတဲ့ လီဗာပူးကစားပုံကိုတောင်းလျှောက်လက်ဖွင့်တနေရာမှာခြေသွမ်းပြနေတဲ့ဒိုကူကတစ်ချက်ဘတ်ပြီးတော့အဝေးကနေအကောင်းဆုံးဝေးဝိုက်ပြီးတော့ကန်သွင်းသွားခဲ့တယ် inside calf နဲ့ပေါ့နော်ဆိုတော့အနည်းချုပ်ပြောရမယ်ဆိုရင်ဒီ moments တွေမှာ controversial ဖြစ်ရတချို့ရှိခဲ့ပေမဲ့လည်း Man City ဒီတကယ်နိုင်သိနိုင်ထိုက်တဲ့အသင်းဖြစ်တယ်ဒိုကူလိုကစားသမားမျိုးစွမ်းဆောင်ရင်ဒီနေ့ပွဲမှာတော်တော်လေးမြင့်နေပုံစံနဲ့ကျွန်တော်တို့မြင်ခဲ့ရတယ် ကိုကန့်သွင်းယူမှုအပိုင်းပဲဖြစ်ဖြစ်နေရာယူပုံတွေပဲဖြစ်ဖြစ် off the ball movement တွေရော on the ball movement တွေရောအကုန်လုံးပြည့်စုံလုံလောက်မှုရှိခဲ့ပါတယ်ခင်ဗျာဆိုတော့ဒီပွဲလေးနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီကိုတွေရောအမြင်လေးဘယ်လိုရှိသလဲ comment တွေမှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ